ဒီနေ့မှာတော့ဘ ഹു တုဒအနေနဲ့တင်ဆက်ပေးမယ့်အရာကတော့အမြဲတခင်စားတဲ့နဲ့အကြောင်းနဲ့မစားတဲ့နဲ့ဆိုးကျိုးတွေပဲဖြစ်ပါတယ်။အမြဲတခင်ဒီကိုခံအားအတွက် လိုအပ်တဲ့အာဟာရများကိုဖြည့်ဆည်းပေးနိုင်ပါတယ်။ဓာခင်ထဲမှာပရိုတင်း၊အသားအင်၊တန်တဲ့ဗီတာမင်၊ B မျိုးမျိုးပါဝင်ပြီးကိုခံနာအတွက်အရေးကြီးတဲ့ရည်ရွယ်မှာပါဝင်ပါတယ်။နောက်ပြီးတော့လည်းအစီနေပြီးကျန်းမာရေးနဲ့ညီညွတ်ပါတယ်။အစီတွေနဲ့ပြီးအချို့သောအခါမှာကြက်ပြုတ်နီးထက်ကင်နာကပိုကောင်းတတ်ပါတယ်။ပြီးတော့လည်းကိုကာရအတွက်ဒေါ်လာကောင်း ကျမရေးရကျင်းစောတဲ့အချိန်မှာလဲစားသုံးလျင်ခန္ဓာကိုယ်ကြွက်သားတက်စေနိုင်ပါတယ်ခန္ဓာကိုယ်မှာလဲလိုအပ်သောပရိုတင်းဓာတ်ကိုဖိစီးပေးနိုင်ပါတယ်နောက်ပြီးတော့လဲခန္ဓာကိုယ်ပိန်ကျုံတဲ့သူတွေကိုစနစ်ကျစားသုံးပြီးလက်ကျင်ခန်းမှန်မှန်ကန်ကန်လုပ်ရင်ခန္ဓာကိုယ်ရဲ့အချိုးအစားကြည့်ကောင်းပြီးတည်တာစွာပြောင်းလဲစေနိုင်ပါတယ်အချို့သောပညာရှင်တွေရဲ့အကြံပြုချက်အရအမြဲတမ်းဒီမှန်မှန်ကန်ကန်စားသုံးတတ်ရင်တော့အခြားသောအသားတွေထက် ခန္ဓာကိုယ်အတွက်ပိုပြီးတော့တင့်တော်ပါတယ်လို့ပြောပါတယ် ဘာဖြစ်လို့လဲဆိုရင်တော့သူဒီတဘာဝကပေးတဲ့ပင်တွေကိုသာစားသုံးတော့ကြောင့်စားသုံးတင်ဆုံးတော့အသားများတဲ့ကတမျိုးဖြစ်တတ်မှတ်ခံရပါတယ်လို့ပြောကြပါတယ်။မစားတဲ့ဆိုးကျိုးများကင်ထားတဲ့အသားတွေကကင်ဆာဖြစ်နိုင်တဲ့တက်တွေပါဝင်တတ်ပါတယ်။မိခိုးတွေထဲမှာရှိတဲ့တက်တချို့ကကြောက်ကပ်ဥတွေကိုသွေးကင်ဆာဖြစ်စေနိုင်တယ်။အရန်ကင်ပြီးတဲ့အခါအာဟာရချို့ပြတ်သွားတတ်ပါတယ်။အပူအရန်လုံသွားရင်အသားတွေကဗီတာမင်တွေတန်တဲ့တွေအချို့ပြတ်သွားနိုင်ပါတယ်။အလွန်များများစားတာက နှလုံးစည်းချိုအိုးနောက်ထိထိခိုက်စေနိုင်ပါတယ်။တမန်ထက်မြောင်စားတာနဲ့အတူစားများများစီများများပါလာတက်ပြီးနာမကျန်းဖြစ်စေနိုင်ပါတယ်။အကြံပြုချက်များတပတ်ကိုတစ်ခါဒါမှမဟုတ်နှစ်ခါအထိသာစားသုံးသင့်ပါတယ်။အယံမိကြွမဖြစ်အောင်ပူညင်းညင်းလေးနဲ့တာကင်ရင်ပိုအဆင်ပြေပါတယ်။အသားနဲ့အတူဟင်းဒီဟင်းရက်ဥပမာဟာပဲစင်းဘရိုကိုလီတွေးနဲ့တွဲစားသင့်ပါတယ်လို့အစားအသောက်ပညာရှင်တွေကပြောထားလေးရှိပါတယ်။ကျေးဇူးတင်ပါတယ်။